ခရိယန်ဘာသာဝင်ကြီးကိုမောင်နှမများယနေ့ကျွန်တော်ဝေငှခြင်းတဲ့အကြောင်းအရာကတော့ကျမ်းစာရဲ့အနက်ဖွင့်ဘာသာရပ်မှာကျမ်းစာကိုရှင်းလင်းစွာနဲ့နားလည်ဖို့ရန်ဖြစ်ပါတယ်။ Hermeneutic အပိုင်း 1B လေ့လာသွားမှာဖြစ်ပါတယ်။တချို့တွေကကျမ်းစာကိုစိတ်ဝင်စားစွာနဲ့ဖတ်တဲ့အခါမှာတချို့ကလာမေးပါတယ်။မေးတဲ့မေးခွန်းလေးတွေကဆရာတဲ့ ထမဖန်ဆင်းတာနဲ့ပထမနေ့ရဖန်ဆင်းတာတူသလားဆိုပြီးလာမေးတာလေးရှိသလိုနော်ရေလွှမ်းမိုးတာကတကဘာလုံးကိုရေလွှမ်းမိုးတာလားကဘာရဲ့အစိပ်ပိုင်းလောက်ပဲမမိုးတာလားလာမေးတဲ့လူရှိသောကြောင့်ကျွန်တော်အနေနဲ့ဒါလေးကိုရှင်းပြချင်ပါတယ်အခြားသောပါတော်ဝင်များလဲကြည့်ရှုနားဆင်ရင်းနဲ့ဘုသူတော်ယူနိုင်ကြောင်းကိုလည်း ကျွန်တော်မေတ္တာနဲ့လေးစားစွာနဲ့ပြောကြားလိုပါတယ်ဆိုတော့ဒီမှာကြားကြည့်တဲ့အခါမှာကောင်းကင်ရဲ့မြေကြီးကိုပထမနေ့ရက်တွင်ဖန်ဆင်းတာမဟုတ်ပါဘူးအစဦး၌ဖန်ဆင်းတယ်လို့ကျမ်းစာထဲမှာအတိအကျဖော်ပြထားတာဒါကြောင့်ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အခါမှာတချို့နေရာလေးတွေကဟိုဘာလဲစင်တူယုံမလို့လို့ဖြစ်냐တော့လေဒါပေမဲ့စာသားလေးတွေတည်တည်ချာချာလေ့လာတဲ့အခါမှာအတိအပဲကွဲပါလားဒါကြောင့်ယနေ့ကျွန်တော်တို့ကျမ်းစာဖတ်တဲ့အခါမှာ စာလုံးတစ်လုံးစီတိုင်းကိုကျွန်တော်တို့ဂယုတဆိုင်နဲ့ဖတ်တင်ကြောင်းပေါ့နော်ဒီနေ့ကျွန်တော်တတိပေးချင်ပါတယ်အဲ့တော့ကပောင်းချန်ခန်းကြီးတအငယ်တမှာအစာဦး၌ဘုရားသခင်ကောင်းကင်နေမြေကြီးကိုဖန်ဆင်းတော်မူဥိလို့ပေါ်ပြတာအစာဦးလို့ပေါ်ပြတာအပ္ပမလို့မပြော ပြီးတော့မှပထမနေရဆိုပြီးမှနော်ဖန်ဆင်းတဲ့ပထမနေရဒုတိယနေ့တတိယ6ရက် ခုနှစ်ရက်မှနားရတယ်စသဖြင့်ပေါ့နော်ဆိုအဲ့ဒီရက်တည်းကလည်း24နာရီလားဆိုတော့မဟုတ်ဘူးနေကိုဖန်ဆင်းပြီးတော့မှနေရနေပြကဘာသူ့ဝင်ရိုးပေါ်မှာ24နာရီနေတယ်ဆိုပြီးသိပ္ပံပညာရှင်တွေကတွက်ချက်ရေးနဲ့တတ်မှတ်လိုက်ခဲ့အဲ့ချိန်ကဘုရားသခင်တရက်ဟာနှစ်တထောင်လောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလည်းကြမ်းကျက်တစ်ချက်ကကျွန်တော်တို့ကိုပေါ်ပြတယ်ဒါကြောင့်တစ်ချက်ကမရှင်းရင်တစ်ချက်ကကျွန်တော်တို့ရှင်းပြတယ်ဆိုတော့ကျွန်တော်တို့စံစာ တစ်ခုနဲ့ပြန်ထောက်ရ scripture to scripture ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့သိရမှာဖြစ်တယ်တတော့ဆာလာကျန်ခန်းကြီး60အငယ်၄မှာဒီကျမ်းချက်ကိုဘုရားရေးထားလဲဆိုတော့ဣသေလဣသရေလလူမျိုးတွေရဲ့ဒုတိယမြောက်ဘုရင် King David ပညာတတ်ကြီးကရေးထားတာသူကဘာရေးထားလဲဆိုတော့ရှေ့တော်၌တဲ့အနှစ်တစ်ထောင်တည်လွန်ပြီးတော့မနေကကဲ့သို့၎င်းနဲ့ အဲ့နှစ်တထောင်ကမနေ့ကဖြစ်သွားတယ်လို့ပဲတဲ့အဲ့လိုသူကပေါ်ပြတယ်နော်ဆိုတော့နောက်တစ်ချက်ကလည်းနောက်တစ်ချက်လည်းကျန်းစာထဲမှာရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒါမသွားခင်ဒီဟာကိုကျွန်တော်တို့အရင်နားလေဖို့လိုပါတယ်ကျွန်တော်တို့တည့်ရက်နဲ့ဖခင်ခင်တည့်ရက်မတူဘူးဆိုတော့ကိုကျွန်တော်နားလေရမယ်ဘာလို့ဆိုစစ်ကြောလာကြီးတစ်ခုကိုဖန်ဆင်းတဲ့ခါမှာ တရက်နှစ်ရက်သုံးရက်အဲ့လိုဖန်ဆင်းတဲ့ကမ24နာရီတော့မဖြစ်နိုင်ဘူးဒါကိုကျွန်တော်တို့ထည့်သွင်းစဉ်းစားရမှာဖြစ်တယ်ကျွန်တော်တို့မစဉ်းစားခဲ့သေးရင်လဲကျွန်တော်တို့ဒါစဉ်းစားဖို့လိုတယ်ဒါကြောင့် new perspective ဆိုတာအတွေးအမြင်သစ်အနေနဲ့ကျွန်တော်တို့သိရှိနားလည်ဖို့ဒီလိုစင်ကြင်ပြီးသုံးသပ်ပြီးမှဖတ်ရှုဖို့အရေးကြီးကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ရှင်ပြကျုဒုတိယဆောင်နော်ဒုတိယဆောင်ဟောဝါဒဒုတိယဆောင်ပါနော် အခန်းကြီး3အငယ်6မှာဖြစ်ဖူးသောလောကတ္တတို့ကိုလောကတ္တကိုထိုးသောအဖြစ်ရေနှင့်လွှမ်းမိုး၍ဖြည့်စည်းချောင်းကိုထိုသူတို့သည်မှတ်မိခြင်းသောစိတ်မရှိကြ။ဆိုအဲ့အချိန်မှာရှင်ပေတုကြီးကလူတွေတအားဆိုးသွမ်းတယ်။ဆိုးသွမ်းတဲ့အခါမှာအဲ့ဒီပါလက်စတိုင်းနိုင်ငံပေါ့နော်အရှိအလေပိုင်းအဲ့ဒီမှာဆိုးသွမ်းတဲ့အခါမှာလူတွေဒုစရိုက်မျိုးစုံလုပ်တဲ့အခါမှာဖျားသခင်က ရေလွှမ်းမိုးပြီးဖြက်စီးလိုက်တော့သူတို့ဘာလို့နောင်တော့မရပဲနဲ့ဆက်လိုက်စိုးနေသလဲဖျားကြီးထပ်ဖြက်စီးတော့မှာပဲဆိုရက်တော့စိုးရင်စိကလေးတရားဟောတာအဲ့ဒီမှာလဲတချို့ကလာမေးတယ်ဟာရေလွှမ်းမိုးလည်းဖြက်စီးတယ်ဆိုတော့တကဘာလုံးဖြက်စီးသလားတဲ့ဖျားစခင်ကအဲ့အပိုင်းလောက်ပဲဖြက်စီးလောက်လို့ကျွန်တော်လာမေးတယ်တကဘာလုံးကိုရေလွှမ်းမိုးတယ်ဆိုတော့ကျွန်တော်ကြမ်းကြက်တစ်ချက်နဲ့ကျွန်တော်ပေါ်ပြတင်ပါတယ်အဲ့တော့ဒါလဲမေးစရာမေးခွန်းပါပဲလေ ဆိုတိတိကျကျသိချင်တယ်တိတိကျကျအဖြေရှာကောင်းပါလေကျွန်တော်တို့ပေါ့ပေါ့ဆာဆာကြဆောက်မဖတ်ဖဲနဲ့တိတိကျကျနော်စုံလေဆိုဖတ်ရကောင်းတယ်မသိသေးလို့ရှင်ရှာဖွေပြီမလေးလားသုံးသက်နော်တခုနဲ့တခုချိတ်ဆက်လိုက်တဲ့ခါမှာစုံလင်သွားတာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ကြည့်တဲ့ခါမှာနော်ဒီကပောက်ချက်ခန်းကြီးခုနှစ်အငယ်27ကနေ23မှာကြည့်တဲ့ခါမှာနော်အသက်ရှင်သော အရာရှိသမျှတို့ကိုမြေကြီးပေါ်ကပယ်ရှင်းတော်မူ၍တဲ့အကုန်လုံးဖျက်ဆီးပစ်တယ်ပြီးတော့မှမြေမျက်နှာမြေမျက်နှာပြင်ပေါ်၌ရှိသော လူဖြစ်စေသားဖြစ်စေတွားတက်သောအရာဖြစ်စေမိုးကောင်းကင်နှင့်ဖြစ်စေအသက်ရှင်သောအရာရှိသမျှတို့ကိုမြေကြီးပေါ်ကပယ်ရှင်းဖျက်ဆီးကွယ်ပျောက်ချင်းသို့ရောက်ကြကုန်၏နော်အဲ့ဒီဟာက တကဘာလုံးကိုပေါ်ပြတယ်ဆိုတော့ကျွန်တော်နားလည်ရဖြစ်ပါတယ်ဆိုတော့ကျန်းစာကိုကျန်းစာနဲ့လေးလာသုံးသပ်ပြီးတော့ဆုံလင်းစွာချိတ်လိုက်တဲ့အခါမှာ chain of no text ပေါ့နော်ကျွန်တော် schedule လေးလုပ်တဲ့အခါမှာတစ်ခုနဲ့တစ်ခုဆက်စပ်ပြီးတော့နော်ဂျူးလေးဖြစ်လာတယ်လို့မျိုးပေါ့နော်တစ်ခုနဲ့တစ်ခုနဲ့ဝင်းဆက်ကလေးတွေရှိလာတဲ့အခါမှာဆုံလင်းစွာနဲ့နားလည်ရမှာဖြစ်တယ် now ကျွန်တော်တို့ရေလွှမ်းမိုးတဲ့ ထာမလဲကဘာသုံးကဘာတွေ့ရတယ်ဆိုတော့ကိုကျွန်တော်တို့အစ်စ်နော်အတွေ့အမြင်တင်တဲ့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်အဲ့တော့ရေလောမမုံမီမှာလဲဒီမြေကြီးကဘာမြေကြီးအဟောင်းပေါ့နော်ဒါတက်ကဘာတစ်ခုပြီးတော့ရေလောမိုးပြီးတော့ယခုကျွန်တော်တို့လက်ရှိရှိနေတဲ့ကဘာတစ်ခုပြီးတော့နောင်ဖြစ်လာမဲ့ကောင်းငင်တင်တဲ့မြေကြီးတစ် ကပါတခုဆိုတော့ကိုယ်တော်တို့ကဟိုဆွဲယူပြီးတော့တွေးဆလို့ရတာကျန်းစာထဲမှာတော့မရေးထားဘူးဒါပေမဲ့အဲ့ဒီဟာလေးတွေကဒီဒီကျန်းစာကိုစင်ကျင် တွေးတောတဲ့အခါမှာဖြစ်နိုင်ခြေလေးတွေเนาะဒါပေမဲ့ဘောင်တွေကတော့မလွယ်သွားရောက်ကျန်းစာရဲ့ဘောင်ကလည်းမလွယ်သွားတော့ဒါလေးမရေးထားတော့လဲသိနိုင်တဲ့ဇာတ်သိနိုင်စရာအကြောင်းလေးတွေကိုကျွန်တော်စင်ကျင်တွေးတောပြီးတော့ဖတ်တတ်ဖို့ စဉ်းစားတတ်ဖို့ဒီသင်ခန်းစာကိုပြင်ချင်ဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကျမ်းစာတစ်ခုနဲ့တစ်ခုမတူဘူးလား။ယေရှုခရစ်တော်ကဒီလိုပြောတယ်။တပည့်တော်တွေကရှင်ပေါလုကတော့ဒီလိုပြောတယ်။ဘလို့လဲကွာမင်းတို့စန့်ကျင်တလားဆိုရက်အဲ့ကျမ်းချက်နှစ်ချက်ရှိတယ်။အဲ့နှစ်ချက်ကဘာလဲဆိုရှင်နော်ယေရှုခရစ်တော်ပြောတဲ့အချက်ကလေးရှင်မသက်ခန်းကြီး9အငယ်နော်အငယ်20 ခုနှစ်နဲ့30ကိုကြည့်တဲ့အခါမှာเนาะအာကျွန်တော်တစ်ချက်ဖတ်ဖတ်ပြချင်ပါတယ်သူမယောက်ကိုမပြင်းမာရဟုသောရှေးပညာစကားကိုတင်တို့ကြားရပြီအရင်တော့ပညာပေါ့เนาะဒါမဲ့အခုငါပညာတီကားတဲ့ကိလေသာစိတ်နဲ့သူမယောက်ကိုကြည့်ရှုသောသူစီစိတ်နှလုံးထဲ၌ထုံမင်းမနဲ့ပြင်းမာပြီဆိုတော့ကျွန်တော်တို့ကကျူးလွန်နိုင်တဲ့ကံ၃ကံရှိတယ်ပေါ့เนาะကယကံဝစီကံမနောကံဆိုပြီးရှိတယ်ကျွန်တော်တို့က ကရကံမြောက်မကျူးလွန်တော်လဲစိတ်နဲ့ပြစ်မှားလိုက်လို့ရှိရင်လည်းအပြစ်ကြရောက်တယ်ဆိုတော့ကိုယေရှုကပြောတယ်နောက်တစ်ခုကလည်းအာကျွန်တော်တို့မျက်စိတက်မဲ့ခြင်းနဲ့ကြည့်လိုက်တဲ့ဆိုလို့ရှိရင်လည်းမျက်စိနဲ့ပြစ်မှားတယ်ဒီလိုပြစ်မှားလို့ရှိရင်တော့အပြစ်ရဲ့ဒဏ်ကိုခံရဖို့ရရှိတယ်အဲ့တော့တဲ့မျက်စိတစ်ဖက်မပါဘဲနဲ့ကောင်းငင်သွားတာက ခန္ဓာကိုယ်အပြည့်နဲ့ငရဲသွားတာတဲ့ကိုကောင်းတယ်ဆိုပြီးတော့ခရစ်တော်ကတွင်တင်းနေပြီးတော့လက်ကပြင်းမလို့ရှင်သူမျိုးကိုလက်ကစော်ကားလို့ရှင်အဲ့လက်ကိုဖြတ်လာရတယ်လက်ပြတ်ပြီးခန္ဓာကိုယ်မပြည့်မစုံပဲနဲ့ကောင်းငင်ရောက်သွားတာတဲ့ရောက်သွားတာကခန္ဓာစုံနဲ့ငရဲကြတာတဲ့ပိုကောင်းတယ်လို့ပြောတယ်အဲ့တော့တကယ်ပဲမျက်စိကိုထုတ်ပြရမှာလားလက်ကိုဖြတ်ပြရမှာလားအဲဖြတ်စီးပြရမှာလားဆိုပြီးမှကျွန်တော် စဉ်းစားကြဖြစ်တယ်ဒါကတော့အဲ့လိုဆိုလို့ကမဟုတ်ပါဘူးဘာလို့ဆိုလို့ခြင်းလဲဆိုရှင်เนาะအပိုင်း၄ဘိုင်းနဲ့တွေ့ရပထမတစ်ဘိုင်းကအသွေးသားတက်မဲ့ခြင်းကိုရှောင်ဖို့เนาะအဲ့ဒါကိုယေရှုကပြောပြခြင်းဖြစ်တယ်နောက်ဒုတိယအချက်နေလဲကတော့ခန္ဓာကိုယ်ကိုဖျက်ဆီးပစ်လိုက်ခြင်းအပြင်နှလုံးသားရဲ့တက်မဲ့မှုတွေကိုမဖြေရှင်းနိုင်ဘူးဆိုတော့ကိုလည်းကျွန်တော်တို့သိရမှာဖြစ်တယ် နောက်နံပါတ်3ချက်ကတော့ကြမ်းချက်နော်တချို့ကြမ်းချက်တွေပြင်းမှားခြင်းကြောင့်လက်ကိုဖြတ်လိုက်ခြင်းအဖြစ်၎င်းမျက်စိကိုထိုးပေါက်လိုက်ခြင်းအဖြစ်၎င်းငရဲကလွတ်နိုင်စရာအကြောင်းလည်းမရှိဘူးဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်သလိုနော်မျက်စိတက်မဲ့ခြင်းနဲ့အာမကြည့်ဖို့ရအတွက်စိတ်နှလုံးကိုပြင်ဆင်ဖို့အကြောင်းဘုရားသခင်ကခရစ်တော်ကပြောပြခြင်းဖြစ်တယ်အကယ်၍များသာကျွန်တော်တို့က ဒီလိုမျက်စိဖောက်ပြလိုက်ရမယ်လက်ကိုဖြတ်ပြလိုက်ရမှကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်ပြီးမှငရေကနေလွတ်ချေးဆိုရင်ယေရှုခရစ်တော်လောကကိုကြွလာပြီးမှငရေကနေလွတ်ဖို့ကျွန်တော်တို့ကယ်တင်တဲ့ဟာကအချင်းကြီးဖြစ်သွားမှာပေါ့ဆိုရက်ကြံ့ကြက်ကလေးကိုလည်းကျွန်တော်တို့ပြန်ဆင်ခြင်ရတယ်ဒါကြောင့်သူခန္ဓာနဲ့သူသူခန္ဓာနဲ့သူကျွန်တော်စဉ်းစားတွေးခေါ်ပြီးမှခွန်အားယူထားဖို့လိုတဲ့အကြောင်းကိုနားလည်ရမှာဖြစ်ပါတယ်ဆိုတော့ နောက်ကျန်းချက်တစ်ချက်ကအဲ့ကျန်းချက်နဲ့ထောက်တဲ့ချက်ကဘာလဲဆိုလို့ရှိရင်အမှန်တော့တမျိုးစီပေါ့နော်ရှင်အိုးလူကပါပြန်ပြောလဲဆိုလို့ရှိရင်နော်ခန္ဓာကိုယ်မဖြည့်စည်းနဲ့တဲ့ပြန်ပြောပြန်မယ်အဲ့ဒါရှုပ်ထွေးစရာလားမဟုတ်ပါဘူးသင်တို့ခန္ဓာကိုယ်ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်သောကြောင့်ခရစ်တော်၏ခန္ဓာကိုယ်ဖြစ်တယ်တဲ့ခရစ်တော်ကိုယုံကြည်လာတဲ့အခါမှာဘုရားခင်တန်ရှင်သောဝိညာဉ်တော်က င်တို့ထက်မှကျင်းဟုတ်တဲ့ဘုရားသခင်ဗိမ္မာတော်ဖြစ်တယ်ဆိုတော့ကိုမသိဘူးလားတဲ့အဲ့တော့ဘုရားသခင်ဗိမ္မာတော်ဖြစ်တော့ကြောင့်ဘုရားသခင်ဗိမ္မာတော်ဖြည့်ဆည်းတာကဘုရားသခင်ကိုဖြည့်ဆည်းတာနဲ့တူတူပဲတဲ့အဲ့တော့ဗိမ္မာတော်ဖြစ်တော့ကြောင့်မဖြည့်ဆည်းရဘူးလို့ပြောပြတယ်ဒါကလည်းတပိုင်းပေါ့နော်ပြောချင်တာကဘာလဲဆိုဘုရားသခင်ဗိမ္မာတော်ဆိုနှလုံးသားထဲမှာကျင်းဟုတ်တာယေရှုခရစ်တော်ယုံကြည်ခြင်းအဖြစ်နော်ဘုရားသခင်ဝိညာဉ်တော်ကျွန်တော်ခန္ဓာကိုယ်ထဲမှာကျင်းဟုတ်တယ် အသက်ရှင်သွားလာတဲ့ခန္ဓာကိုယ်ဖြစ်သောကြောင့်ဒီခန္ဓာကိုယ်နဲ့ကျွန်တော်တို့လူတွေကိုပြစ်မှားဖို့အပြစ်ကျူးလို့ဖို့အကြောင်းမဖြစ်ဖို့အကြောင်းရှင်ပေါလုကြီးကယုံကြည်သူတွေထပ်မပြုမှတတိပေးတိုက်တွန်းခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့နားလည်ရမှာဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်ဒီသင်ခန်းစာလေးကိုအဆုံးသတ်ရမယ်ဆိုလို့ရှင်တစ်ချက်ကျွန်တော်တို့ကျောင်းစာဖတ်တဲ့အခါမှာစာလုံးလေးတွေကိုချမှတ်ထားပါနဲ့ တိတိချာချာတဲတဲကွက်ကွက်ပြီးဖို့လိုတယ်နှစ်တစ်ချက်ကကြမ်းချက်တစ်ချက်ကဒီလိုပြောတယ်နောက်တစ်ချက်ကဒီလိုပြောတယ်မတူပါလားလို့ပြောနေမယ်စာ မတူတာမမှားပါဘူးဘာလို့ဆိုပေါလုပြောတာကတော့ခရစ်တော်ရပြီးတဲ့နောက်ပိုင်းမှာဝိညာဉ်တော်ပြည့်ပြင်းခြင်းနဲ့လမ်းပြသွားလာတဲ့ဂလူဟာပြမှခြင်းနဲ့ပြင်းတယ်ဖျားကင်လိုတော်နဲ့ဒီတက်ရှင်သွားလာနိုင်တယ်အဲခရစ်တော်ကကြတော့ဘာလို့ဆိုပြည့်ညတ်တော်တွေကိုစောင့်ရှောက်ခြင်းဟာမလုံဘူးဆိုတော့ကိုကပြောပြတယ်ဆိုတော့အာ ဘယ်တော့ပဲလူဟာခန္ဓာကိုယ်ကမကျူးလွန်တော့လဲစိတ်နဲ့ပြစ်မှားတာလူတွေမသိနိုင်ဘူးအဲ့စိတ်နှလုံးသားပြစ်မှားတာကိုဘယ်သူကသိလဲဆိုဘုရားသခင်ကပဲသိတယ်ဘုရားသခင်ရှိမှတော့ကျွန်တော်တို့အားလုံးကလှန်ထားလျက်ရှိတယ်တဲ့ဖုံးကွယ်လို့မရဘူးလို့ဆိုပြောခြင်းဖြစ်တယ်ဒါကြောင့်သူ့နေရာနဲ့သူစံစာလေးတွေကိုအတိတ်ပဲနားလေပြီးမှသဘောပေါက်ဖို့ရန်ခွဲချမ်းစိတ်ဖြာပြီးမှ ဖတ်ဖို့လိုတယ်ပြီးတော့မှကိုနောက်လိုပေါ့နော်မဖော်ပြထားတော်လဲအတွေးခေါ်သစ်နဲ့ကျွန်တော်တို့မြင်တတ်ဖို့ဟိုကဘာကြီးဖြက်စည်းတဲ့ခါမှာနော်မဖြက်စည်းခင်ဖျားခင်ဖန်ဆင်းတဲ့ရေရေလွမ်းမမိုးခင်နော်အေး before the noi period ပေါ့နော်နော်ရှိရဲ့ noi let them time မှာကဘာမြကြီးကဘာတစ်ခုပြီးတော့အခုကျွန်တော်တို့တက်ရှိကဘာတစ်ခုနောက်တစ်ခါဖျားခင်က ဒီကဘာကြီးကိုဖျက်ဆီးလို့ကဘာအစ်စ်ကိုလည်းဖန်တီးအောင်မယ်ဆိုတဲ့ကဘာ၃ခုအဲဒါလေးလေးကကျန်းစာထဲမှာမပါတော့လဲကျန်းစာအဖြစ်တစ်ခုတစ်ခုချိတ်တဲ့ခါမှာပေါ်တွင်လဲထင်ရှားတယ်ဒါတွေကိုကျွန်တော်တို့ဒီလိုစင်ကြင်ပြီးမှဖတ်တတ်ဖို့ရအတွက်ဒီသင်ခန်းစာလေးကိုအနေနဲ့ဝေငှပါတယ်ကြည့်ရှုသူရောက်စီတိုင်းကိုဖျားသိမ်းကောင်းကြီးပေးပါစေ